င်းချိုတယောက်ဖွားမဲ့ဆိုင်အိမ်ကိုရောက်လာခဲ့တာတကြီးဦးနောင်ချိုတို့လည်းအကျိုးကြောင့်သိချင်လို့ရောက်လာခဲ့ကြပါတယ်ဘွားဘွားအိမ်မှာအဲ့ဒါရောက်နေရဆိုဗျတကြီးဦးနောင်ချိုဟာသူ့အပြင်ဦးပါစီနဲ့မောင်တိုးမောင်အုံးတို့ကိုပါအတူခေါ်လာခဲ့ပါတယ်ဟုတ်တယ်ကွဲ့အဲ့ဒါတော့မဟုတ်ပါဘူးဘွားရဲ့မွေးစားသမီးလို့ပဲပြောရမှာပေါ့ဗျာမွေးစားသမီးဘယ်သူများလဲဗျတွတ်တို့လည်းမသိရပါလားဘွားမဆိုင်စကားကြောင့်တကြီးဦးနောင်ချိုတို့အံ့ဩသွားတယ်နေပါဦးကွဲ့ ွားခေါ်ပေးပါမယ်မိမလေးရေညီအမကမွေးဖို့တဲကနေခဏလောက်ထွက်ခဲ့ပါအောင်လို့ပြောလိုက်ဦးဟုတ်ကဲ့ပွားတော်ဝဲအိမ်မှာမရှိလို့ရှင်ညောကမွေးဖို့တဲမှာထမင်းချက်နေခြင်းဖြစ်ပါတယ်မမအဖွားကအပြင်ခဏထွက်ခဲ့ပါအောင်နဲ့ဘာလို့လဲညီမလေးမမကဒီမှာဟင်းအိုးတန်းတန်းကြီးနဲ့လေအပြင်မှာရွာလူကြီးတို့ရောက်နေတယ်အဖွားကမမကိုသူတို့နဲ့မိတ်ဆက်ပေးခြင်းလို့ဖြစ်တယ်မမအေးဒါဆိုမမလိုက်ခဲ့မယ်လေဟင်းအိုးကိုမွေးဖို့ကခဏချလို့ချင်းညိုတယောက်နန်းကြလေးနဲ့တူတူ မိဖို့တွေကထွက်လာခဲ့ပါတယ်။ချင်းညိုကိုမြင်တော့ကိုပစ်ခွင်မှာလူတွေဟာမျက်တော်မခတ်တမ်းစိုက်ကြည့်တယ်။ဘွားရဲ့မွေးစားသမီးဆိုတာသူ့ပဲကွ။နာမည်ကတော့ရှင်ညိုတဲ့။အတော်ကငယ်သေးတာပဲနော်။ချောကလည်းအတော်ကိုချောရှာတယ်။ကျွတ်တို့ရောမှာရှိတဲ့လူကြောတွေတောင်မှ အရှုံးပေးရတယ်နော်။ရွာလူကြီးဟာရှင်ညိုကိုချစ်ချူစကားပြောဆိုပါတယ်။ရှင်ညိုကထန်းလျက်ခုံမှာဝင်ထိုင်ပြီးတော့ပြုံးတယ်။သမီးဒါကဘွားတို့ရွာလူကြီးဦးနောင်ချိုးတဲ့ ဒီဘက်ကတော့အိုးပါစီလို့ခေါ်တယ်။နောက်ပြီးတော့ဒီနှစ်ယောက်ကဘွားရဲ့တာတပြည့်တွေလေပြောရမယ်ဆိုရင်တော့ဘွားရဲ့ဘဲလက်ယုံနဲ့ညလက်ယုံပေါ့သူကတော့မောင်တူဟောတာကတော့မောင်အောင်လို့ခေါ်တယ်ကွ။နောက်တော့လေတိကျတွေ့ကြရမယ့်သူတွေပဲမှတ်ထားပါကွယ်မောင်အောင်နဲ့မောင်တို့လည်းချင်းညုံလေးကိုပြောင်းပြတယ်ဒါနဲ့ဒီကတူမကြီးကဘယ်ရွာသူများလဲကွယ်တကြုံနောက်ချုပ်ကရွာသူကြီးဆိုတဲ့အတိုင်းပဲချင်းညုံကိုစတင်ပြီးတော့မေကုန်းနဲ့ထုတ်ပါတယ်ကျုပ်ကတည့်ရဖို့ရွာကပါအော် မိဘတွေကရောမိဘတွေဆိုတဲ့တန်ကြောင်ရှင်ညိုတယောက်မျက်နှာလေးပြတ်သွားပါတယ်။ကျုပ်မှမိဘတွေမရှိတော့ဘူး။ကျုပ်ကိုမွေးစားခဲ့တဲ့အဘကလည်းလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆုံးသွားခဲ့ပြီလေ။အော်အေးပါကွယ်။တကြီးဦးနောက်ချိုတယောက်သူ့ရဲ့မိကုံအတွက်အားနာသွားခဲ့ပါတယ်။အဘွားကျုပ်ဟင်းအုပ်တန်နေလို့အကြောင်းမရှိရင်သွားတော့မယ်နော်။ဝါမစင်ခွင့်ပြုလိုက်တာကြောင့်ရှင်ညိုဟာမိဘတွေကိုပြန်ဝင်လာခဲ့ပါတယ်။ကျုပ်မေးမိတာမှောက်သွားပြီထင်တယ်ဘွား။ကလေးမတွေကိုကြည့်ရတာဝမ်းနေသွားတဲ့ပုံပဲ။တကြီးဦးနောက်ချိုဟာ ချင်းညို့ကိုအားနာတဲ့စိတ်နဲ့ဘွားမဲစင်ကိုပြောလိုက်တော့ဘွားမဲစင်ကကောင်းကျင်ပြီးဖြစ်တတ်ပါလေကွယ်သူခင်ဗျာလေဘဝကမချုံမွေးရှာဘူးလေမိဘကပြစ်ပယ်ပြီးတော့တိတ်ငိုင်းမှပြစ်ထားခဲ့လို့တိတ်ငိုင်းကသူ့ဘရတာကြီးကမွေးစားခဲ့တာအေးဘဝကတနာဖို့ကောင်းနေဆိုပြီးတော့သူ့ကိုဖိနှိပ်လို့လည်းမရဘူးနော်ဒီကလေးမလေးကဘွားတို့လိုပဲပညာထက်တယ်ဒါကြောင့်လေသူ့ရဲ့ပညာတွေကိုတလွဲမသွုံမှုဘွားစီခေါ်လာခဲ့တာဒီလိုပြောတော့တကြီးဦးနောင်ချိုတို့တွေမျက်လုံးပြူသွားကြတယ် ဗျာဒါဆိုသူကဖွာဖွာလို့ပဲလားဟာတော့ပါပြီဗျာကျုပ်မင်းမိတာကိုအညှို့ထားပြီးတော့ကျုပ်ကိုတခုခုလုံးမဖြစ်တကြုံလောက်ချိုအထက်တလန့်ဖြစ်သွားတာကိုကြည့်ပြီးတော့ဘွားမစိန်ပြုံးမိတယ်မောင်ရင်ကလည်းကိုယ်သူ့ကြားမှာစိတ်ဆုံးနေပါအောင်ပဲဘွားစီရောက်နေတဲ့ကလေးကအဲ့လိုစိတ်တက်ထားပါမလားမပူတင်တာကိုပူမနေပါနဲ့ကိုယ်ဘွားမစိန်ကအဲ့လိုပြောတော့မောင်တို့တို့ကလည်းခေါင်းငိတ်ထောက်ခံတယ်ဟုတ်ပါတယ်တကြည်ဟာဘွားပြောတာမှန်နေဗျဘွားစီကလည်းထောက်ခံတယ်ပြီဗျာ ကျုပ်အတွေးတိမ်သွားတယ်။တကြီးဦးနှောင်းချိုကပြောပြီးတော့စကားမသားတာကိုလည်းဝန်ခံရှာတယ်။ကဲအားလုံးနဲ့မိတ်ဆက်ပေးပြီးဆိုတော့သူ့ကိုဘွားရဲ့သမီးတယောက်လိုသဘောထားပြီးတော့ခေါ်ကြပြောကြပါကွယ်။ဟုတ်ကဲ့ပါဘွား။ဘာမစိနဲ့တကြီးတို့စကားပြောနေကြတော့ရှင်ညုံကမိဖို့ထဲမှာစက်သားအုပ်လေးကိုတဲနေပါတယ်။စက်သားအုပ်ကိုရေးထက်ရှင်ညုံတယောက်အတွေးတွေကအတေးစီကိုရောက်သွားတယ်။အဘနေမကောင်းဘူးလား။အဲ့ရထဲမှာမထတည်ပဲနဲ့ခွေခွေလေးလှဲနေတဲ့ဥပကျော်ရဲ့နားကိုရှင်ညုံရောက်လာပြီးမေးလိုက်ပါတယ်။ အဘနေလို့တိတ်မကောင်းလို့ပါသမီးရဲ့ဥပကျော်တန်းဟာအားမရှိလာဘူးဥပကျော်ရဲ့နှဖူးကိုလက်နဲ့ဆမ်းကြည့်ပြီးတော့ရှင်ညုံတယောက်မျက်နှာပြတ်သွားခဲ့ပါတယ်အဘကိုကြောက်ကုပ်ပေးမယ်နော်ခဏတော့ပါရှင်ညုံကရေတစ်ခွက်ကိုပြေးခတ်ပြီးတော့အဲ့ဒီရေခွက်ကိုပန်းမှုတ်ပြီးဥပကျော်ကိုတိုက်ပါတယ်ဥပကျော်ကိုရှင်ညုံကစောင့်ကြည့်နေရကနေဥပကျော်ကဘလို့မှထူးထမ်းမလာဘူးကျုပ်ကျုပ်ရွာထဲမှာဆေးဆရာတောက်ပင်းလိုက်မယ်ပါ နေပါစေသမီးရဲ့အဘတော်နေဆိုတက်တာလာမှာပါကွယ်ဘယ်ဟုတ်မလဲပါရဲ့ အဖောင်းကိုကြည့်ရတာတိတ်အဆင်မပြေလာဘူးကျုပ်တော့တတ်တာမယ်လို့မထင်ဘူးပါကျုပ်ဆေးဆရာတော့ခေါ်ပြရမယ်ပါမတော်ပါနဲ့တမီးရဲ့တမီးချင်းညိုဩခတ်လိုက်တာကွယ်ဥပကျော်တားချိန်တော့မရနိုင်ဘူးချင်းညိုတရားတရက်ဖို့ရွာလေးကိုအပြေးသွားတယ်ဥပကျော်တို့ဆေးဆရာလိုအပ်လို့သာချင်းညိုရွာလေးကိုဝင်လာခဲ့မိတာဆေးဆရာအိမ်ကဘယ်အရက်မှရှိတယ်လဲဆိုတာချင်းညိုမသိဘူးဒါကြောင့်ရွာထဲမှာတွေ့တဲ့ရွာသူတယောက်ကိုအမ ဒီရွာကဆေးစရာအိမ်ကဘယ်နားမှာလဲလို့မေးတော့ရွာသူကရှင်ညိုကိုကြောက်အံ့နဲ့ကြည့်တယ်ပြီးတော့မှအလန့်တကြားနဲ့ရှင်ညိုရဲ့နှီးကနေဖတ်ပြေးသွားပါတယ်ရွာသူရဲ့ပြုတ်မှုကြောင့်ရှင်ညိုနားမလဲဖြစ်ကရက်ကြည့်နေမိတယ်ခဏကြာတော့ရွာသူရွာသားအားလုံးအယောက်30လောက်ဟာရှင်ညိုနှီးကိုရောက်လာတယ်ကိုဝင်မနေငါတို့ရွာတွေကိုဘာလဲလောက်တာလဲအခုထွက်သွားငါတို့ရွာနေနေနဲ့ဘာမှမသက်ဆိုင်ဘူးဟုတ်ပါတော့ရွာတွေကိုတောင်ကျွတ်ကျွတ်ကျွတ်နဲ့ဝင်လာရဲ့တယ်ထွက်သွားစမ်းကုန်ထွက်သွား တယောက်တစ်ပေါက်နဲ့ရှင်ညိုကိုမောင်းထုံနေကြရာဟုတ်ဟိုကျုပ်လာတာကကျုပ်ဘအတွက်ဆေးစရာပေးနေလို့ပါကျွန်တော်ကျုပ်တို့ကိုကျုပ်တို့တော်တို့ကိုဘာမှရံမပြုတ်ပါဘူးကျုပ်ကဆေးစရာလာပေးရင်တက်တပါရှင်ညိုကအကျိုးကြောင့်ရှင်းပြရှာတယ်နေတို့စီကိုပဲဆေးစရာမှမလိုက်ဘူးအခုတက်သွားထမသွားရင်ရိုက်ထုတ်ရလိမ့်မယ်အဲ့ဒီလိုတော့မလုပ်ကြပါနဲ့ရှင်ကျုပ်ဘအတွက်ဆေးစရာတကယ်လိုအပ်နေလို့ပါချစ်ကြီးခိုးရင်ခိုးပါတယ်ရှင်ကျုပ်ဘအတွက်ဆေးစရာတော့ခေါ်ခွင့်ပြုကြပါ ချင်းချင်းဝအဖဖြစ်သူတို့အတွက်ရွာသူရွာသားတွေကိုလက်အုပ်ချီတောင်းပါနဲ့ဟေးနေမနဲ့ရှစ်ခိုးလို့မကလို့ဘာပဲလို့လို့တို့ရွာတွေတော့ဝင်ခွင့်မပြုနိုင်ဘူးထွက်သွားခုရွာသူရွာသားတွေဟာချင်းညိုပြောတာကိုလက်သက်မခံကြဘူးချင်းညိုကိုရွန်ရှာတရားကောင်းတဲ့တရားဝါတကောင်လို့ပဲကြည့်ပြီးတော့မောင်းထုတ်နေကြပါတယ်အရင်တုန်းကချင်းညိုကိုချစ်ကြနေတဲ့ရွာသားတွေတောင်မှလူအုပ်ထဲမှာပေါဝင်နေကောင်းမနေကိုထွက်သွားလို့ပြောနေရလေကျော်စုတယောက်ဒေါသနဲ့ထွက်လာတယ်ငါဒေါသနဲ့တွေ့တော်မယ်နော်တော့ဟာရွာသားတယောက်ဟာ ရှင်ညိုကိုတွန်းထုတ်တော့ရှင်ညိုတယောက်မျိုးပေါ်မှာပုံရက်တာလေးလဲကြသွားခဲ့တယ်။ရှင်ညိုတယောက်မျက်ရည်တွေကျလာတယ်။အဘာဖြစ်သူတို့အတွက်ဝမ်းနေတဲ့စိတ်နဲ့ရွာသူရွာသားတွေကိုမျက်ရည်တွေကျကနေမောကြည့်တယ်။ပြီးတော့ဖုန်တွေကိုခါပြီးနေရာကနေထကာထွက်လာခဲ့ပါတယ်။တញ្ញိုင်းစီကိုစိတ်ပြတ်အာရုံနဲ့ခြေလှမ်းနေနဲ့တလှမ်းချင်းလှမ်းဝင်လာပြီးဇရိုက်ပေါ်မှာတောလာနေတဲ့ဥပါကျော်ကိုမြင်တော့ရှင်ညိုတယောက်ဝမ်းသာသွားတယ်။အဘအဘနေပြန်ကောင်းမထင်နဲ့။ရှင်ညိုကဝမ်းသာအာရုံနဲ့အပြေးသွားတယ်။ အဘအဘနေကောင်းသွားပြီလားကျုပ်ဝမ်းသာလိုက်တာအဘရဲ့ဟင်အဘအဘကရှင်ညိုကိုပြုံးကြည့်တဲ့ဥပကျော်စီကတခြားနေရာကိုရှင်ညိုကြည့်ပြီးတော့အလန့်တကြားနဲ့ထောက်အောင်မိတယ်ရှင်ညိုမြင်နေရတာကဥပကျော်ကနှစ်အုပ်ဖြစ်နေတယ်တအုပ်ကဇေယျကျမ်းမမှာခွခွလေးလဲနေတယ်လို့တအုပ်ကရှင်ညိုကိုပြုံးပြီးကြည့်နေတယ်အဘကသမီးကိုစောင့်နေတာသမီးကိုအဘဆေးချပါတယ်အဘသမီးကသူများတွေနဲ့မတူပဲရဲရင်နဲ့ခလေးဆိုတာအဘသိတယ်အဘမရှိတော့ရင်တော့ ဒီဇယံမှာတမိမနေပါနဲ့တော့တမိတခြားအရက်ဒေတာတခုမှာပဲတမိအခြေချပါနောက်ဆုံးနေနဲ့တမိကိုအဘပေးနေတာကအဘရဲ့ခေါင်းထဲမှာထည့်ထားတဲ့ပတ်စံလေးတွေပဲတမိအဘတမိကိုနှုတ်ဆက်ခဲ့ပါတယ်ကွယ်အဘသွားတော့မယ်တမိဥပကျော်ရဲ့စကားတွေကြောင့်ရှင်ညိုတရားဝမ်းနေစွာနဲ့ချက်ငိုတယ်နောက်ကနေလည်းဥပကျော်ကိုမသွားပါနဲ့ဆိုပြီးတော့တောင်းမနေဥပကျော်ဝိညာဉ်ဟာရှင်ညိုရှိကနေဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့တယ်ကျမ်းမမှာခွခွလေးတည်ဆုံးနေတဲ့ဥပကျော်လောင်းတာကြံရင်ခဲ့ပါတယ်ရှင်ညိုတရား ကျမ်းမကိုခေါင်းငိုက်ဆိုင်ချပြီးအဟိပြီးတော့ငိုရတယ်။ရှင်ညိုငိုရနေကနေမချစ်တင်ကနဲ့အဟိပြန်နေ။ရှင်ညိုစိတ်တွေမှာဝမ်းနဲ့စိတ်နဲ့တူတူဒေါသစိတ်တွေပါဖြစ်ဖြစ်ဝင်ရောက်ပြီးတော့ကြီးစိုးလာတယ်။ဒင်းတို့ကိုတက်ပြမှာဖြစ်မယ်။ဒင်းတို့ကိုတက်ပြမယ်။ရှင်ညိုရဲ့မျက်ရည်တွေကြာဆင်းနေတဲ့မျက်လုံးတွေဟာအယောင်တက်လက်လက်နဲ့တောက်ပါလာခဲ့တယ်။လက်သေးကိုကြိတ်ကြပအောင်ဆော့ပြီးတော့ရှင်ညိုချစ်လန်းကြဲကြီးနဲ့တရက်ဖို့ရွာတွေကိုထွက်လာခဲ့တယ်။တရက်ဖို့ရွာထိပ်ကိုရောက်တော့ရွာသူရွာသားတွေဟာ ချင်းညုံကိုမြင်တော့တခြားသူတွေကပါအော်ဟစ်ပြီးတော့ခေါ်တယ်။ဟိုကောင်ကပြန်ရောက်လာတယ်။လာကြလာကြအားလုံးလာကြ။ချင်းညုံဟာရွာသူရွာသားတွေကိုဒေါသတကြီးနဲ့စိုက်ကြည့်တယ်။အဲ့ဒီရွာသူရွာသားတွေဟာချင်းညုံကိုလည်းကြည့်တယ်။ဒီလိုကြည့်နေရင်ကနေချင်းညုံဟာလက်ညှိုးကန်းကောက်ထိုးပြီးတော့နေတို့နေတို့ကြောင့်ငါအဖသေးရတာ။အေးနေတို့လည်းငါအဖလို့သေစေရမယ်။အသားလေးတစ်ဆက်ဆက်တုံကဒေါသတကြီးနဲ့ပြောပြီးချစ်ဖနှောင်းကိုမြေပေါ်ကိုအားပပဆောင်ချတယ်။ နေနှုတ်လဲငါအဖအသေးတယ်လို့ပဲကိုကေရမဲ့ပြီးသိစေရမယ်နေနှုတ်အားလုံးသိစေရမယ်ရှင်ညိုရဲ့စကားကြောင့်ပဲရွာသူရွာသားတွေအားလုံးတုံ့လှုပ်သွားကြတယ်အဲ့ကောင်မကိုခဲနေဝိုင်းထုကြကေဝေမကငါတို့ရောက်ကိုကျင်းစာတိုက်နေတာထုကြထုကြရွာသူရွာသားတွေဟာပြရတပအော်ဟစ်ပြီးတော့ရှင်ညိုကိုခဲနဲ့ထုကြတယ်ရှင်ညိုရဲ့နဖူးကိုခဲတိမှန်လာလို့နဖူးကသွေးတွေရေရဲနေအောင်စီးကြလာတယ်ရှင်ညိုတယောက်တော်တခတ်ခောက်ပြီးတော့လက်ပြန်ထွက်လာတယ်ကျင်းရဲတဲ့တရက်ဖို့ရွာသူရွာသားတွေကတော့ စိတ်မအေးကြဘူး။ချင်းညိုတင်းစားတိုက်လိုက်လို့အားအလုံးလဲကြောက်ကုန်နေ။အခုဘယ်လိုလုပ်ကြမလဲ။ကဝင်မကကျုပ်တို့ရွာကိုတင်းစားတိုက်သွားပြီ။တကြီးပြောင်းနေတော့။ဟုတ်တယ်တကြီး။တခုခုလုံးမှဖြစ်တော့မယ်။ဒီကောင်မကကိုတက်ပြရအောင်ဗျာ။ရာသီရွာတွေစိတ်တွေမှာကြောက်စိတ်နဲ့တူတူချင်းညိုကိုတက်ပြချင်တဲ့စိတ်တွေလည်းဝင်ရောက်လာခဲ့တယ်။နေပေါင်းကွာ။ဒီကောင်မလေးကငယ်စိတ်ကြောင့်အခုလိုမင်းတို့ကိုဆက်ဆံတာဖြစ်ပါလိမ့်မယ်။ငါသွားပြီးတော့ညှိနှိုင်းကြည့်ပါဦးမယ်။ တရက်ဖို့ရွာလူကြီးဦးထွန်းမောင်ဟာရွာသူရွာသားတွေကိုဖြန့်ပြေးပေးချတယ်။ဘာညိနိုင်မှလဲဗျ။ရွာလူကြီးတကြီးကန်းနေလား။အဲ့ဒီကောင်မကျွတ်တူတူအလုံးကိုကျင်းစာတိုက်သွားတာ။ဒီကောင်မကအရှင်မထားတယ်မို့ဗျ။တက်ပြရမယ်။ဟုတ်တယ်တကြီး။ဒီကောင်ပြောတာမှန်တယ်ဗျ။ရွာသားတွေဟာတကြီးဦးထွန်းမောင်ရဲ့စကားကိုလက်မခံကြဘူး။ရွာလူကြီးဦးထွန်းမောင်ကဘလို့မှတားမြစ်လို့မရတာကြောင့်စိတ်ပြက်လက်ပြက်တာထိုင်နေခဲ့တယ်။ရှင်ညိုတယောက်ကတော့တញ្ញံကုန်းမှာပေါတုတလက်ကိုကင်ကမြေကျင်းတူးနေရှာပါတယ်။မျက်နှာထပ်မှာချွေးတွေမြဲတွေပြင် မင်းမုံတွေကပါကတ်တွယ်နေတယ်။အဲ့ဒီပြင်နှစ်ဖူးအထက်မှာသွေးတွေကပါနေနေရမ်းနေတယ်။ရှင်ညုံနဲ့ဘေးမှာတော့မဲမဲတထန်တွေကလည်းအဖွဲတိုင်းရှိနေတယ်။ရှင်ညုံမြေချင်းတူးပြီးတော့မဲမဲကောင်ကြီးနဲ့ကောင်ဟာဥပကြောင်လောင်းကိုတည်ယူလာပြီးတယ်။ဥပကြောင်လောင်းကိုမြေချင်းထဲကိုဖြစ်ဖြစ်လေးချပြီးတယ်။အဖရဲ့ကျုပ်ကိုဗာပြီလို့များတယောက်ထဲထားခဲ့တာလေအဖရာ။ရှင်ညုံထပ်မှန်ပြီးတော့ငိုပြန်တယ်။ဥပကြောင်လောင်းကတော့မြေချင်းထဲမှာငြိမ်သက်နေပါတယ်။ရှင်ညုံပေါတူးလေးကိုခိုင်းလို့မြေကြီးတွေကိုကျင်းထဲကိုတက်ချတယ်။ငိုရုံနဲ့ဥပကြောင်လောင်းကိုမြေဖုတ်ပြီးတယ်။ ဥပကျော်လောင်းကိုမြေဖို့ပေးတဲ့အထိချင်းညိုအဲ့နေရာကထွက်မသွားသေးပဲလူလေးထောက်ကမြေပုံကိုလက်အုပ်ချီကကတော့တယ်ကတော့ပြီးတော့မှနားထဲကိုစက္ကနဲဝင်လာတဲ့အတန်တကူကြောင့်ချင်းညိုစက္ကနဲထားကြည့်တယ်။တန်ချိုင်းပြင်ကိုမျက်မှောင်ကျုပ်ပြီးကြည့်တယ်ပြီးတော့ထမင်းကိုပြင်ဝတ်ပြီးတန်ချိုင်းပြင်ကိုချီလန်းကြည့်ကြည့်နဲ့ထွက်သွားတယ်။တန်ချိုင်းထိပ်မှာချင်းညိုကိုခါကြီးထောက်ကကြည့်နေတဲ့လူတွေချင်းညိုကလည်းခါကြီးထောက်ပြီးကြည့်တယ်။အဲ့လိုကြည့်နေတော့မှမိတို့တွေဓာတ်တွေကင်နေတဲ့နောက်ထပ်လူအုပ်ကြီးလည်းရောက်လာတယ်။ခုမှအဲ့ဒီကောင်မကိုတတ်ကြ ရွာသူရွာသားတွေဟာဒေါသတကြီးနဲ့ရှင်ညိုကိုတတ်ဖို့ပြေးလာကြတယ်။ရွာသားတွေကြည့်နေတဲ့ရှင်ညိုလည်းရုပ်တရက်ပဲဟားတိုက်ရင်မောတယ်။ဒီအိမ်မှာရွာသားတွေဟာကြောင်ကြောင်အာအာနဲ့ဖြစ်သွားတယ်။လာကြစမ်း။လာကြစမ်း။ငါတင်းကြီးကိုလာတယ်မသားတွေလာကြစမ်း။ထိတ်ကောင်တွေဘာလုပ်နေရလဲ။တက်ကြလေ။ရွာသူရွာသားတွေအချင်းချင်းတတိပေးကြပြင်မဲ့ခေါင်းတွေခါရန်နေ။ကြောက်စရာကြီးဗျာ။ကြုတ်မတက်ရဘူး။ဟုတ်တယ်။ကြုတ်လည်းမတက်ရဘူးဗျာ။ဟာဒီကောင်တွေမဆုံးနဲ့ပုံဝင် လာကြမယ်။မင်းတို့တွေဒီကောင်မကိုတက်ကြစမ်း။ ရွာသားသုံးယောက်ဟာဓားကိုစီနဲ့ရှင်ညုံလေးကိုကတ်လာတယ်။ကြံရွာသားတွေကတော့ခလန်းလန်းကနေကြည့်နေကြရ။ရှင်ညုံကိုဓားနဲ့ပြေခုတ်တဲ့ရွာသားတွေရှင်ညုံကပေါ်ပါပါပြီးရှောင်လိုက်တယ်။ပြီးတော့အဲ့ဒီရွာသားရဲ့ကြောပြင်ကိုလက်ဝါးနဲ့ရိုက်ချတယ်။ရွာသားကအိမ်လို့သာအောင်းနိုင်ပြီးတော့ပါဇက်ကနေသွေးတွေထွက်ပြီးတော့မြေပေါ်မှာဒူးထောက်ငိန်တက်သွားတယ်။ဟာမျက်လုံးကြီးကနေရနေတာပဲ။ငဆုံကိုတတ်လိုက်ပြီးထင်တယ်။ငဆုံသိပြီးပြေးကြပြေးကြတော့ငါတို့ကိုပါတတ်တော့မယ်ထင်တယ်။ပြေးကြတော့ မဆုံးသေးသွားတာကိုမြင်တော့ဂျွာသားတွေကြောက်လန့်နေကြနဲ့ပက်ပြေးကုန်တယ်။ရှင်ညုံတဲ့ဘေးမှာဒုထောက်သေးဆုံးနေတဲ့မဆုံးမကြံရခဲ့တယ်။ခဏကြာတော့ရှင်ညုံလည်းတញ្ញင်းလေးကိုပြန်ဝင်လာတယ်။ဇေယျပေါ်မှာတိုင်လုံးကိုမှုပြီးတော့ရှင်ညုံထိုင်ခဲ့တယ်။အခုဆိုသူမကိုမွေးစားပြီးတော့ဆောင်းလျှောက်ပေးခဲ့တဲ့ဥပကျော်လည်းမရှိတော့ဘူး။ရှင်ညုံတယောက်အတွေ့များစွာနဲ့တညလုံးအဲ့လိုမပြောခဲ့တဲ့လို့တရက်ဖို့ယွာသူယွာသားတွေလည်းရှင်ညုံကိုကြောက်လို့အိမ်မပြောကြဘူး။ဒါနဲ့မကတည်းကငဆောင်ရဲ့အလောင်းကိုဘယ်သူမှလည်းမကောက်ရတာကြောင့် မနက်စောမှရွာလူကြီးနဲ့ရွာသားတို့လာပြီးကောက်ရတယ်ဒါပေမဲ့ဒီလောင်းကိုရွာတိုင်းကြီးမှာဝင်ပြီးတော့မမြုပ်ရဲတာကြောင့်ရွာပြင်ကိုထွက်ပြီးမြုပ်ရတယ်ငိုနေတာနဲ့လောက်ကန်ဆိုင်လောက်ကန်ရပြီးညနေနေဝင်တာနဲ့အိမ်ထဲကိုဝင်ကုန်တယ်တရွာလုံးနေဝင်ပြီးဆိုတာနဲ့တိတ်ဆိတ်နေရဒီလိုနေထိုင်လာရင်လည်းမကြခင်မှာတရက်ဖူရွာမှာဝမ်းရောကစဖြစ်လာခဲ့တယ်ရွာသူရွာသားကလေးတွေပါမကြမ်းအဲ့ဒီဝေဒနာကိုခံစားခဲ့ရတယ်ရွာမှာရှိတဲ့ဆေးဆရာတောင်လက်မလျောင်ကုသပေးရတယ်ဒါပေမဲ့ ပျောက်ကင်းတတ်တာသူကနေပြီးတော့အသက်ဆုံးရှုံးသူတွေဟာပို့ပြီးတော့များနေကြတယ်။ဒါဟိုကောင်မရဲ့ကျင်းသားပဲ။သူ့ရဲ့ကျင်းသားကြောင့်ကျုပ်တို့ရွာသူရွာသားတွေသိရတာ။ရွာသူရွာသားတွေဟာဝမ်းနေပြီးတော့ငိုကြတယ်။ချင်းညူရဲ့ကျင်းသားကြောင့်အခုလိုယောဂါကဆူကြီးမှာ ရွာကိုကြောက်ရောက်လာဆိုတာအားလုံးကလည်းယုံကြည်တယ်။ယောဂါကြောင့်တိတ်ဆုံးသူတွေတင်းချိုင်းကိုတွားပြီးတော့မပြည့်ခဲ့တာကြောင့်ရွာပြည်မှာသာမီးရှို့ပြီးတော့တကြုံရတယ်။အဲ့လိုတရက်မှာတော့အဖို့တို့ရွာကိုရောက်လာတယ် ိမ်တိုင်းမှာလုံမမာကိုစီရှိလို့ဒီရေးကိုသာပုံပန်နေရတာကြောင့်နနေစိမ့်ဖြစ်တဲ့အဖိုးကိုဘယ်သူမှတရိပ်မမူကြဘူး။တကြီးရှိလား။ရှိတယ်ဟိ။ဘိန်ကဘာဖြစ်တာလဲကွာ။တကြီးအိမ်ကိုအဖိုးတို့ရောက်သွားတယ်။ကျောက်ကဆေးစရာပါ။ဒီရောကလူနာတွေကိုကျောက်ကုသပေးနိုင်ပါတယ်။အဖိုးရဲ့စကားကြောင့်ပဲတကြီးဟာအဖိုးကိုတိတ်ချာကြည့်တယ်။အဝယ်စားခဏနှုန်းနဲ့ပစ္စည်းဆိုလို့လွယ်လေးတစ်လုံးသာပါတဲ့အဖိုးကိုတကြီးဟာဟုံးမှလည်းလောက်ပါအဖိုးရ။ကျောက်တို့ရွာကဆေးစရာတော့မှ ဒီယောဂကိုလက်မြောက်ထားတာဗျကျုပ်ကုသပေးနိုင်ပါတယ်တကြီးကျုပ်ကိုကုသခွင့်လေးပဲပေးပါအဖိုးကတောင်းဆိုတော့တကြီးလည်းမင်းင်းဆန်တော့ပဲနဲ့ဟုတ်ပြီဗျာဒါဆိုအဖိုးကုချင်ရင်ကျုပ်ရဲ့မိမကိုသာအရင်ဆုံးကုအဖိုးကုလို့ကျုပ်မိမတတ်တိုင်းတော့တရွာလုံးကိုအဖိုးကုပေးရမယ်ဒါဆိုလည်းကုမယ်အဖိုးကပြောပြီးတော့ပြန်ပြောတယ်လုံနေတကြီးသူ့ရဲ့မိမကိုအဖိုးကကုပေးတာကိုထိုင်ကြည့်တယ်ရွာမှာရှိတဲ့ဆေးဆရာလိုပဲစိတ်တက်လို့ကုသပေးခြင်းမဟုတ်ဘဲနဲ့ခြေတစ်ခွတ်တောင်းတယ်အဲ့ဒီရေကိုအဖိုးကမမ်းမှုတ်ပြီးတော့ ်တကြီးကတော်ကိုတိုက်တယ်။အဖိုးရဲ့ရေမန်းကထူကြပါတယ်။အဲ့ရတဲ့မှာမြို့မြသားကြမ်းတဲ့တကြီးကတော်တယောက်လန်းဆန်းလာတယ်။တကြီးကတော်ဟာထူထူထောင်ထောင်ဖြစ်လာတာကြောင့်တကြီးဟာအတော့ကိုဝမ်းသာတယ်။အဖိုးကလည်းကျေးဇူးတင်လို့လို့လက်အုပ်ချပြီးတော့ကတော်တယ်။ကဲဘယ်နဲ့လဲတကြီးချုပ်တရွာလုံးကိုကူတာပေးလို့ရပြီလား။ရတာပေါ့အဖိုးရဲ့ရပြီ။အဖိုးကိုကြုတ်ယုံကြည့်ပါယူရ။တကြီးကဝမ်းသာအားရနဲ့အဖိုးချောင်းကိုရွာထဲမှာလှည့်ပြီးဩပြောတယ်။ယုံသူရှိတယ်လို့မယုံသူတွေလည်းရှိတယ်။ဒါပေမဲ့အဖိုးကိုကူပေးတဲ့မြတ် ယောဂါတွေပျောက်ကင်းသွားလို့တရက်ဖို့ရွာတဲ့ရွာသားတွေဟာအဖို့နောက်မှာဝိုင်းပြီးတော့နေကြတယ်။အဖို့ရဲ့ကျုပ်တို့ပြင်ဆေးတွေအများကြီးတောက်ခဲ့ပေမဲ့ဘာမှထိုးမလာဘူးဗျ။အခုတော့အဖို့ရဲ့ရင်မတစ်ခွနဲ့တင်ကျုပ်တို့တက်ထလာတာတကယ်ကိုအံ့ဩရတယ်။အဖို့ကတိတ်ဆွမ်းတာပဲ။အလုံးကအဖို့ကိုချစ်ကြတယ်။ကျုပ်ကဆွမ်းတာမဟုတ်ပါဘူးကွယ်။ကျုပ်ယုံကြည်ကိုးကွယ်တဲ့ဖခင်တရားတန်ခါကျေးဇူးကြောင့်ပါ။ဝိုင်းတို့တွေလည်းဖခင်မမေ့တရားမမေ့နဲ့ဟုတ်ကဲ့ပို့ကဲ။မောင်ရင်တို့တွေအဖို့ စိတ်ကုပ်ပေးပြီဆိုတော့အဖိုးခီးဆောင်မယ်ခီးဆက်မယ်မတော်ပါနဲ့အဖိုးရဲ့ကျွတ်တော့မှအဖိုးကျေးဇူးကိုဘလို့ဆက်ကြမလဲလို့တိုင်မနေတော့ရှိသေးတယ်။ဒါကြောင့်ရွာမနေပါအောင်ဖို့ရဲ့ရွာတရွာသားတွေတားတော့အဖိုးကကောင်းရံပြတယ်။ကျုပ်ကိုကျေးဇူးဆက်ဖို့မလိုဘူး။တကယ်လို့ကျေးဇူးဆက်ချင်ရင်တော့တရားကောင်မမေးနဲ့တရားကောင်မမေးနဲ့တန်ခါကောင်မမေးကြနဲ့။တရားဝါဒီပေါ်မှာမေတ္တာထားခြင်းနဲ့ကျုပ်ရဲ့ကျေးဇူးကိုဆက်ကြ။ဟုတ်ကဲ့ပါဘို့။အဖိုးကအဲ့လောက်သာပြောပြီးတော့သူ့ရဲ့ခြေလှယ်လေးကိုကောက်လိုက်လို့ နေရာကနေထွက်သွားသွားတယ်။ဟဲ့တော့အဘိုးနာမည်တော့မမေးလိုက်ရဘူး။ဟုတ်ပါ။ကျေးဇူးရှင်အဖိုးရဲ့နာမည်လေးကိုတောင်ငါတို့မသိလိုက်ရဘူး။လာလာလာ။တို့အဘိုးနောက်ကိုလိုက်ရအောင်။ရွာသူရွာသားတွေဟာအဖိုးအမိကိုမသိလိုက်ရလို့နောက်ကလိုက်ကြတယ်။ဒါပေမဲ့သူတို့ရှိကတောင်းနေတဲ့အဖိုးရဲ့ခြေလမ်းကိုလိုက်လို့မမေးကြဘူး။အဖိုးဟာရွာပြင်မှာရှိတဲ့တင်ကြိုင်တွင်းစီကိုဝင်ရောက်သွားတာကြောင့်အားလုံးရဲ့ခြေလမ်းတွေဟာကျက်တန်သွားခဲ့တယ်။အဘိုးကတင်ကြိုင်ထဲကိုဘာသွားလောက်တာလဲ။အေးအဘိုးကိုကြည့်ရတာ။ ဟိုကဝေမစီကိုသွားတဲ့ပုံပဲဒါဆိုကျွတ်တို့ဘာဆက်လုပ်ကြမလဲပြန်လဲကြမလားနေပါအောင်ကွာခဏလောက်ပဲဖြစ်ဖြစ်စောင့်ကြည့်ရအောင်ရွာတရွာသားတွေဟာထိုင်ပြီးစောင့်နေကြပြီမဲ့အဖိုးဟာတញ្ញိုင်းစီကနေပြန်ပြီးတော့ထွက်မလာခဲ့ဘူးတញ្ញိုင်းစီရဲ့ပုံမှာထိုင်နေတဲ့အဖိုးဟာသူ့ရဲ့မူလရုပ်တင်ကိုပြောင်းတဲ့အခါမှာတော့ရှင်ညိုဖြစ်နေခဲ့တယ်အမှန်ဟာရှင်ညိုဟာသူမတို့ကိုမတူမတန်တဲ့လူဆက်ဆံတဲ့တရက်ဖို့ရောကိုမုန်တီးခဲ့မိတယ်အဘာဖြစ်သူကိုသူမရဲ့ယမန်နဲ့မကက်တင်နိုင်ခဲ့ပြီမဲ့တရက်ဖို့ရွာသူရွာသားတွေကိုတော့ ကဲတင်နိုင်မှုအတွက်သူမရဲ့ပညာနဲ့အဖိုးရုပ်တင်ကိုပြောင်းလဲကတရားဖို့ရွာတင်ကိုစေးသွားကုပေးခဲ့ခြင်းဖြစ်တယ်။အကြောင်းအရင်းကိုတရားမသိတဲ့တရားဖို့ရွာသူရွာသားတွေကတော့တင်ညာအတွင်းကအဖိုးကိုပြန်ထွက်လာမလားဆိုပြီးတော့ထိုင်ဆောင်နေခဲ့ရရှာပါတယ်။ဟဲ့သူ့ကုန်ပါပြီတော့သူ့ကုန်ပါပြီ။ဒီလောက်ညောင်းနှံထွက်နေတာမသိကြဘူးလား။ဒေါ်ဝင်းတယောက်မျိုးတွေကိုပြင်းဝင်လာတယ်။ဒေါ်ဝင်းရဲ့တန်ကြောင့်ရှင်ညိုရဲ့အတွေ့အကြုံတွေပြတ်သွားပြီးသူမရှိမှရှိနေဟင်းအိုးကိုကြည့်တော့ရေတွေခမ်းပြီးတော့တုတ်ကတ်နေပြီ။ ကဲမိရှင်တို့တော်လေးရှိခဖဲတော့ကျွတ်တို့ကိုဟင်းချက်ကြွေးမယ်ဆိုလို့ခုံးမှတ်နေတာအခုတော့တုတ်ကန့်နေရနေပဲညားတော့မယ်အကြီးကလည်းကြုံမေးသွားလို့ပါတော့အေးပါအခုတော့ဖဲအောင်တော်တော်တော်အနောက်နေမှုန်ထုံနေတာကိုအပြင်ထွက်နေဒေါ်ဝင်းကရှင်ညို့ကိုမျိုးဖို့တွေကထွက်စီတယ်ဘွားမဆိုင်တဲ့တကြီးတို့ကတော့ရှင်ညို့ကိုကြည့်ပြီးတော့ပြုံးနေပါတယ်ရှင်ညို့လည်းရှက်ရှက်နဲ့ဘဲဖို့သွားမှမသိတဲ့အချိန်နန်းကြိုင်ကရှင်ညို့လက်ကိုဆွဲပြီးတော့မမလာရွာထဲကိုအလဲသွားရအောင်ဒီလိုပြောဆိုပြီးတော့ခေါ်သွားခဲ့ပါတယ်